ဂျပန်လေးတွေစားတင်တဲ့ကဘာအကြီးဆုံးတောက်ကျိုးနဲ့ဥအသက်ရှင်နေတဲ့တတ္တဝါတွေအပြင်ကိုဥတဲ့ဥတွေထဲမှာငှက်ကလေးဥရဲ့ဥဟာကဘာအကြီးဆုံးဥဖြစ်ပါတယ်။ ဒီဥဟာရွယ်စားအဖြစ်ကျုပ်အလုံး20လောင်းနဲ့ညီမြပြီးအလေးချိန်အဖြစ်3000လောင်းရှိတတ်ပါတယ်။မှတ်တမ်းများအရအကြီးဆုံးငှက်ကလေးဥဟာ9.73000အောင်စသည့်ရှိခဲ့ပြီး2008ခုနှစ်မှာဆွေဒင်နိုင်ငံမှာဥက္ကဋ္ဌဖြစ်ပါတယ်။ငှက်ကလေးဥဟာရွယ်စားကြီးမားယုံသားမကပဲအခွန်လဲအလွန်မှာကျောပါတယ်။အခွန်အားထူပြီးညိုကီတို့လိုခြေကွဲမလွယ်တဲ့အတွက်ငှက်ကလေးဥပေါက်စလေးတွေကိုအာဖရိကတဲကန်နာရရဲ့ပူပြင်းတဲ့အပူချိန်နဲ့အန်တရယ်တွေကနေကာကွယ်ပေးပါတယ်။ ငှက်ကလေးဦးဟာအသက်ရှင်နေတဲ့ငှက်တွေထဲမှာအကြီးဆုံးဖြစ်ပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းထထောင်နီးပါးကမျိုးသုံးပြောက်ွယ်သွားတဲ့စင်ငှက်ရဲ့ဦးကတော့ကမ္ဘာသမိုင်းတစ်လျှောက်အကြီးဆုံးဦးဖြစ်ခဲ့ပါတယ်။ဝေလာငမန်းရဲ့ဦးဟာလည်းကြီးမားပါတယ်။ဒါပေမဲ့သူတို့ရဲ့ဦးကမိခင်ရဲ့ဝမ်ပိုက်ထဲမှာပဲပေါက်ဖွားပြီးအပြင်ကိုဥဖြစ်ဥတာမဟုတ်ပါဘူး။ဒါကြောင့်အပြင်မှာတွေ့ရတဲ့ဦးတွေထဲမှာငှက်ကလေးဦးရဲ့ဦးဟာအကြီးဆုံးဖြစ်နေတာပါ။နောက်ပြီးတော့ငှက်ကလေးဦးတွေကိုပြုတ်ရင်ယိုဂီတို့လို3မိနစ်မှမမဟုတ်ပဲမိနစ်40ကျော်ကြာတတ်ပါတယ်။ငှက်ကလေးဦးမှာပရိုတင်း၊တန်ဖိုး၊အိုမီဂါ3၊မဂနီဆီယမ်ဓာတ်တွေကျွဲဝစွာပါဝင်ပါတယ်။ ပြီးတော့တာမန်ကျက်ဥအလုံး324လုံးစာလောက်ထိဘာရတံဘူးမြင်မစွာပါဝင်တာကြောင့်မို့ဘာဆားဆားမဝရတဲ့စတံပြနေတဲ့ညိုကီတို့အတွက်အလုံးထဲနဲ့လုံးဝပြည့်ပြည့်စုံစီမှာပါ Oh my god ဥခုံရောမိပညာပစ္စည်းတွေပြုလုပ်ဖန်တီးစားစင်ရောင်းချကြပါတယ်